ားလုံးပဲမင်္ဂလာပါခင်ဗျာဆရာတက်ဝင်မောင်ရေးတာတဲ့စုံလမ်းမသည်ဆန်လန်းစီတို့လို့အမည်ရတဲ့ဝိထုတို့လေးကိုကျွန်တော်ကိုရှိတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနာစဉ်ခန်းသားပေးကြပါအောင်ခင်ဗျာစုံလမ်းမသည်ဆန်လန်းစီတို့အခန့်တိမြစ်တာခေဟာဘာအိမ်ကိုရောင်းရမယ်ဟုတ်လားကျမရဲ့ကျဲလောင်တင်းမလာတဲ့အတန်ကြောင့်လှမိုးတယောက်ကျမကိုဘာမှပြန်မပြောရဲပဲရုတ်တရက်ငေးကြောင်ကြီးကြည်နေပါတယ် ပြီးမှတဖြည်းဖြည်းဒီလိုပါအမေရဲ့ကျွန်တော်တို့အိမ်ကအခုဆိုရင်အမေနဲ့ကျွန်တော်နှစ်ယောက်တည်းရှိတယ်လေအိမ်အပေါ်တက်ကိုတော့ဘယ်သူမှမတက်ကြဘူးနေကြရအခန်းတွေလည်းများလုံးလို့အောက်ထပ်မှာပဲနေကြတယ်မဟုတ်လားဒီတော့ဒီအိမ်ကိုရောင်းလိုက်ပြီးအမေနဲ့ကျွန်တော်နှစ်ယောက်ပဲနေတော့တဲ့ဈေးသက်သာလာတဲ့အိမ်ကိုခြောက်ဝဲကြမယ်လေပိုတဲ့ပတ်စံနဲ့ကျွန်တော်တင်းမောလိုက်မယ်နိုင်ငံသားကပြန်လာတော့တားမိနေရအောင်ပြည့်ပြည့်စုံစုံနေကြတာပေါ့အမေရဲ့ သူကကျမကိုဘလို့အကြောင်းပြချက်တွေပေးပြီးနားချနေပေမဲ့ကျမလက်မခံနိုင်ခဲ့ပါဒီအိမ်ကိုရောင်းချခြင်းနဲ့ဆိုတာကလည်းကျမစိတ်တူနေခဲ့တာပါဒီအိမ်ကိုမရောင်းခြင်းတဲ့အကြောင်းရင်းမှာကျမမှာရှိပါတယ်ဒါကိုလှမောမြင့်တယောက်တိအောင်ကျမကဒီမှာငါတာဒီအိမ်ဟာမင်းတို့မောင်နှမတွေအားလုံးငငယ်ကလေးတွေကနေလာကြတဲ့အိမ်မင်းတယောက်တည်းအိမ်အောင်မကြသေးလို့ဒီအိမ်မှာကြာနေခဲ့တာ နိုင်ဦးကလွယ်ပြီးကြံတဲ့တာသမီတွေအားလုံးဒီအိမ်ရဲ့အနီးပတ်ဝန်းကျင်မှာပဲနေကြတယ်။ဒါကြောင့်အရေးအကြောင်းဆိုရင်ဒီအိမ်ကိုအားလုံးရောက်လာကြတယ်။အမေမှတိုင်ပင်ဆွေးနွေးကြတယ်။မင်းတို့မောင်နှမတွေအိမ်အောင်ကြလို့အနေဝေးပြီးအချင်းချင်းစိတ်နေရာကနေအမေအိမ်ရောက်တာနဲ့တပြိုင်နက်အမေရဲ့မြစ်တာအငွေ့သက်ကိုပြန်ပြီးခံစားကြရတယ်။ပြန်လည်စီးလုံးကြတယ်လို့အမေထင်တယ်။ဒါကြောင့်ဒီအိမ်ကိုရောင်းဖို့မရောနဲ့အိမ်ပုံစံပြက်သွားအောင်ပြန်ဆောက်မယ်ဆိုရင်တော့တားတို့သမီးတို့ရဲ့ငယ်စဉ်ကပုံရိပ်လေးတွေ အလှလေးတွေပျောက်ကွယ်သွားမှာဆိုလို့အမေသဘောမတူနိုင်ဘူးကျမကတားငယ်လာမို့မြစ်ကိုဒီအိမ်မရောက်ရခြင်းရဲ့ရည်ရွယ်ချက်ကိုပြော့ပြယုံတာမက ကျမရဲ့ဆန္ဒကိုပါပြက်ပြက်တတပြောလိုက်ပါတယ်မှန်ပါတယ်ဒီအိမ်လေးကကျမတို့မိသားစုအလုံးချစ်ချစ်ခင်ခင်စီစီလုံးလုံးနဲ့နေလာကြခဲ့ကြတဲ့အိမ်ကလေးဖြစ်ပါတယ်ကျမတက်ရှိထင်ရှားရှိနေသမျှညီအကိုမောင်နှမတွေအလုံးချစ်ခင်စီလုံးမှုမပြိုကွဲစေရဘူး ညီမတက်ရှိထင်ကြားမရှိတော့ရင်တော့မှဒီအိမ်လေးကိုပုံမပြတ်ကြံစီစေခြင်းနဲ့ဘာကြောင့်လဲဆိုတော့ဒီအိမ်လေးကိုမြင်တိုင်းတစ်ချိန်ကအမေမြတ်တာနဲ့အမေရဲ့ဆုံးမစကားတွေကို ပြန်လဲကြားရောက်မိကြမယ်လို့ထင်လို့ပါတတလုံးတာသမီတွေကိုစီစီလုံးလုံးရှိစေခြင်းပါတယ်ဒီလိုတာသမီတွေအားလုံးကိုဥမပွဲတမပြတ်ရှိစေခြင်းတာဟာကမ္ဘာလောကမှာရှိတဲ့အမေတိုင်းရဲ့ဆန္ဒလို့ကျွန်မထင်ပါတယ်အခန်းနှစ်အမေဆိုတာ ကျမကမဟုတ်ဆိုးမတယောက်ပါ အလောက်ကပင်စင်ယူပြီးနောက်မှာအိမ်တော်မကြသေးတဲ့လှမိုးမြင့်နဲ့အတူနေပါနဲ့တာသမီတွေကခွန်ရောက်တောင်မှရှိပါတယ်သူတို့ကအောင်မြင့်တက်ဝေခင်းနှင်းဝေလှနိုင်နိုင်ဦးလှမိုးမြင့်နဲ့နွယ်နီမိုးတို့ပါတမီးနှစ်ယောက်တားငါးယောက်ဖြစ်ပြီးအငဲဆုံးလှမြင့်မိုးကလွယ်ပြီးကြံသူအားလုံးအိမ်တော်ကြကုန်ပါပြီမန္တလေးတိုင်းတွင်မှာတောင်ဝင်ကြနေတဲ့နိုင်ဦးကလွယ်ရင်ကြံတဲ့တာသမီတွေအကုန်လုံးဒဂုံမြို့တဲ့တောင်ပိုင်းမှာပဲနေထိုင်ကြပါတယ် အခုလေကျမနဲ့အတူနေတဲ့လှမိုးမြင့်ကနိုင်ငံသားတင်မောမှာအလုတ်သွားလို့ရှင်တဲ့နိုင်ငံသားထွက်ကုန်နိုင်ငံသားထွက်ဖို့ကုန်ကြစည်းအတွက်သူကအိမ်ကိုရောင်းစီခြင်းနဲ့ကျမကမရောင်းနိုင်ဘူးကျမမှလည်းပိုင်ဆိုင်တာဆိုလို့ဒီအိမ်တစ်လုံးပဲရှိပါတယ်ဒါကြောင့်အဝေးမှနေတဲ့နိုင်ဦးကလွဲလို့ကြံတဲ့သားသမီးတွေကိုကျမအိမ်ခေါ်ပြီးတိုင်ပင်ရတာပေါ့တားကြီးဖြစ်တဲ့အောင်မြင့်ကအိမ်ကိုတော့မရောင်းပါနဲ့အမေရဲ့လိုတဲ့ပတ်စံ၆သိန်းလောက်ဆိုတော့ဒီလိုလောက်ပါလားအေးတားကဘလို့လောက် ဘလို့လုပ်မလဲပြောစမ်းပါဦးကျွန်တော်တငယ်ချင်းတယောက်ကအမေအိမ်ကိုငှားမယ်ဆိုရင်တလကို9000ပေးမယ်တဲ့တနည်းတော့တော့စာချုပ်ချုပ်ပြီးငှားပါလားအဲ့ဒီကရတဲ့ငွေနဲ့နိုင်ငံခြားထွက်ဖို့ကုန်ကြစီလုပ်ပေါ့ဟာအမေကအဲ့ဒီနှစ်အတွင်းဘယ်မှာသွားနေရမလဲဟိုးအမေကလည်းကျွန်တော်တို့သားသမီးတွေကအမေကျေးဇူးကိုပြန်ဆက်တဲ့အနေနဲ့တယောက်ကိုနှစ်လကြီးခေါ်ထားမယ်လေတနည်းပြေတော့အမေအိမ်ပြန်ပေါ့အေးဟုတ်တယ်ငါတို့ တားသမီးတွေအားလုံးအမေကိုကျေးဇူးဆက်တဲ့အနေနဲ့ဝိုင်းပြီးပြုစုကြမယ်အဲ့ဒီအကြံကောင်းတယ်ဟိတားသမီးတွေအားလုံးသဘောတူတာနဲ့ကျမလည်းမငင်းတာတော့ပါဘူးဒါမှလည်းတားငယ်လာမုံမြင့်ဆန္ဒပြေဝမှာမဟုတ်ပါလားတားငယ်ဟာသူ့ဆန္ဒပြေဝသွားလို့ပြုံးပြောနေတယ်လို့ကျမလည်းသူ့ကိုကြည့်ပြီးကျေနပ်နေမိပါတယ်အမေဆိုတာကတားသမီးတွေပြောရင်ကိုပါလိုက်ပြောပြီးသူတို့ဝမ်းနေရင်ကိုပါထက်တူဝမ်းနေနေတဲ့သူတွေမဟုတ်ပါလားဒါကြောင့်သူနေထိုင်ရတဲ့ လူဘဝတစ်ချောင်းလုံးမှာတာသမီတွေရဲ့ဆန္ဒကို ရှစ်ချင်းမြတ်တာများစွာနှင့်ဖြစ်ချင်းများစွာကိုဖန်တီးပေးကြတဲ့သူတွေကအမေတွေပဲပေါ့အခန်းတော်အလှည့်ဒီလိုနဲ့လှမိုးမြင့်ကိုနိုင်ငံသားတင်မောတင်ပြီးနောက်ပိုင်းတရက်တလ2003ခုနှစ်ဗုဒ္ဓဦးနေ့မှာပဲကျမဟာတာအကြီးဆုံးအောင်မြင့်အိမ်ကိုစတင်ရောက်ရှိသွားခဲ့ပါတော့တယ်တာကြီးအောင်မြင့်ဟာဟိုတယ်ကြီးတစ်ခုရဲ့စပိုးမူကြီးတစ်ယောက်ဖြစ်ပါနေတယ် သူမိမကလည်းအဲ့ဒီဟိုတယ်ရဲ့ငွေစည်ရင်းဌာနရဲ့အမှုတန်းတစ်ယောက်ပါပဲနှစ်ယောက်စလုံးဝင်ဝေးကောင်းကြပါတယ်တခါတလေအလောက်ကပြလာရင်ကျမမစားဘူးတဲ့အစားအသောက်တွေပါလာတတ်ပြီးကျမကိုကြွေးကြပါတယ်ကျမလည်းသူတို့အိမ်ရောက်မှအထူးအဆန်းတွေစားရပါတယ်အစင်မပြေတာတစ်ခုကသူတို့သားသမီးနှစ်ယောက်ပဲကျမကအသက်ကြီးလာတော့အေးအေးဆေးဆေးနေခြင်းနဲ့ဆရာတော်ဖရာကြီးတွေရဲ့တရားခွေတွေကိုဖွင့်ပြီးနားထောင်ခြင်းနဲ့သူ့သားသမီးနှစ်ယောက်ကတရှင်းနေဖွင့် တီဗီကိန်းနှိမ့်နဲ့တရားခွင်ဖွင့်ဖို့ကျမအလှည့်ကိုမရောက်နိုင်ပါဘူး။တာကြီးအောင်မြင့်ကအတော်အသင့်ပြေးနေတာနဲ့တနေ့မှအောင်မြင့်ကိုဒီလိုပြောမိပါတယ်။တာကြီးရဲ့အမေကအသက်ကြီးပြီဆိုတော့တရားခွင်လေးဖွင့်ပြီးတရားနာခြင်းနဲ့မင်းတို့အိမ်ရဲ့တီဗီကမင်းရဲ့သားနဲ့သမီးနဲ့တင်အမေအလှည့်မကြဘူး။တနေ့ကုန်လိုလိုဖွင့်နေကြတာပါပဲ။အဲ့ဒါအမေတရားခွင်လေးဖွင့်ပြီးတရားနာလို့ရအောင်။တာအစဉ်ပြေးရင်အမေအတွက် အောက်ဆက် VCD လေးတစ်လုံးလောက်ဝယ်ပေးပါလား။ ဟုတ်ကဲ့အမေရအောင်ကျွန်တော်ဝင်ပြပါမယ်အေးကွယ်တာရုတာရုတာရုဒီလိုနဲ့ကျမလည်းဝမ်းသာအားရတာကြီးဝယ်လာကိုစောင့်မျှော်နေခဲ့ပါတယ်အလောက်ကပြန်လာရင်ပါလာမလားလို့ပေါ့တပတ်သာအကုန်အချိန်ကုန်သွားတယ်ပစ္စည်းကပါမလာဘူးတညမှာတော့ကျမအိပ်ပြီးအထင်နဲ့လင်မယားနှစ်ယောက်တီးတိုးတီးတိုးနဲ့စကားတွေပြောနေကြပါတယ်အောင်မြင့်ဇနီးကရှင်းအမေကလေကျမတို့အိမ်မှာဇိန်နဲ့ထမင်းစားနေရတာတော့ အေးအေးဆေးဆေးမနေချင်ဘူးတော့ဘာဖြစ်လို့လဲကွာအိုးဘာဖြစ်ရမှာလဲပတ်စံအကုံအောင် VCD အောက်ဆက်ဝင်ခိုင်းနေတယ်မဟုတ်လားကျမတို့မှာကတာသမီနှစ်ယောက်အတွက်ကုန်ကြနေတာရှင်အတိပဲလေသူပူဇာတိုင်းဝယ်မပေးနိုင်ပါဘူးတော့တာကြီးကဇနီးကိုဘာပြန်ပြောတယ်တော့ကျမမကြားလိုက်ပါဒီလိုနဲ့နောက်တနေ့နေ့လည်းရောက်ရောအောင်မြင့်ကကျမမျက်နှာကိုစစ်စစ်မကြည့်ရဲပဲဒီလိုပြောပါတယ်အမေရဲ့တားတို့မှာ သားသမီးနှစ်ယောက်ဆိုတော့ဟိုစရိတ်ကုံဒီစရိတ်ကုံနဲ့အကုံကြွေများလုံးတို့အမေကိုဂတိပေးထားတဲ့ဘွေစီဒီအောက်ဆက်ဝယ်ပေးဖို့ဆိုတာအခုမဝယ်ပေးနိုင်သေးပါဘူး။နောင်ပြေလည်တဲ့အခါကျရင်ဝယ်ပေးပါမယ်။ကျမကလည်းတားစိတ်ချင်းရဲမှဆိုတာနဲ့အေးပါတားကြည့်ရဲ့ဝယ်မပေးလည်းရပါတယ်။အမေပါတာဗဒီလေးစိတ်ပြီးတရားလေးမှတ်နေပါမယ်ကွယ်။ ကျမရဲ့စိတ်ထဲမှာတော့အောင်မြင့်တက္ကသိုလ်တက်တုံးကသူ့ပူဇော်သမျှကိုမကြီးမညူပဲကျမဝယ်ပေးခဲ့တာတွေကိုအမှတ်တရနေမိပါတယ်။ဒီလိုနဲ့တာကြီးအိမ်မှာနှစ်လပြည့်လို့နောက်ဆုံးအိတ်တဲ့ညမှာပဲစာရေးဝါသနာပါနဲ့ကျမရဲ့အကျင့်အတိုင်းဒံယာရီထဲမှာအခုလိုမျိုးလေးရေးမိပါတယ်။ရက်စွဲ28ရက်2023တောက်ကြနေ။အော် အမေတို့ခမယာတာသမီတွေပူဇာရင်မရှိမဲ့ကြီးမဲ့ကြကအမှန်တကယ်မလို့အမှန်တိပေမဲ့လေတာသမီတွေရဲ့ဆန္ဒကိုအလိုလိုက်အလျှော်ပေးခဲ့ပြီးဝယ်ပေးခဲ့ကြပါတယ်တခါတလေများဒဇိန်းတရံတွေစီကတော့မျက်နာငယ်အောက်ကျုခံရှင်းကားပြီးတာသမီတွေမျက်နာငယ်လေးအောင်ဝယ်ပေးခဲ့ကြပါတယ်ကွယ်တားတို့သမီးတို့အလဲရောက်တော့အမေအတွက်အမှန်တကယ်လိုအပ်နေတာတော့အကြောင်းပြချက်အမျိုးမျိုးစင်ကြယ်မျိုးမျိုးပေးပြီးဝယ်ပေးရကောင်းမှလည်းမတိကြပါလားကွယ် အခန်းလေးစုံရီဆိုတာတာကြီးအောင်မြင့်အိမ်ကနေတနှစ်ပြည့်တာနှစ်လားပြည့်တာနဲ့ဒုတိယသားတက်ဝေအိမ်ကိုရောက်ခဲ့ပြန်ပါလေဒီကောင်ကအเจ้าချေရာတယောက်ပါယောက်ျားလေးတယောက်ဖြစ်ပေမဲ့မိန်းကလေးနာမည်တက်ဝေဆိုပြီးပြင်းမိလို့လားမသိပါဘူးသူ့အမူအရာကမိမချပုံစံမိမယူပြီးတာသမီးတွေမွေးထားလို့သာယောက်ျားပြည်သားမှန်သိရတယ်တက်ဝေကအเจ้าချေရာပြီးပြီးစိတ်ရလာပါတယ်အောင်မြင့်အိမ်မှာတော့အစားကောင်းနေမစားရပါဘူး ဒါပေမဲ့ကျမပြောပါတယ်ဘာလို့လဲဆိုတော့သူကစိတ်ရှည်တယ်အပြောလဲကောင်းတယ်ကျမအကြိုက်ကိုလည်းလိုက်လျောတတ်တယ်ဒါပေမဲ့တခုတော့ရှိပါတယ်အဲ့ဒါကသူ့အနေနဲ့ကျမအပေါ်မှာအမြင်မကြည့်တာတခုရှိတယ်ဒါကတမင်းငယ်နွယ်နီမိုးကိစ္စပါပဲနွယ်နီမိုးယောက်ျားကအလုံးမလုံးတော့သူတို့မိသားစုကအလုံးပဲဆင်းရဲလာတယ်နွယ်နီမိုးကပဲမိသားစုကိုဥဆောင်နေရတာပေါ့ဒါကြောင့်အမြင်မတော်တဲ့ကျမအဖို့နွယ်နီမိုးကိုမိသားစုကိုမကြကနထောက်ပံ့နေရတယ် အဲ့ဒီချက်ကိုသိတဲ့သူ့အနေနဲ့ကျမကိုမကျင်မနဲ့ဖြစ်နေပါတယ်။ဒါပေမဲ့သူမကျင်တတ်တာကို အရေးမကြီးတဲ့လေတံမျိုးနဲ့အမေဟာလေတာသမီတွေအားလုံးထဲမှာနွယ်နီမိုးကိုတိတ်ရှစ်တာပဲနော်။ကြံတဲ့တာသမီတွေကို မထောက်မပတ်မပေးမကမ်းပဲနွယ်နီမိုးကိုတော့ကျွန်တော်တို့မသိအောင်မကြခဏထောက်ပတ်နေတယ်မဟုတ်လား။ဟုတ်တော့ဟုတ်ပါလေတာရဲ့။ဒါပေမဲ့နွယ်နီမိုးကမိန်းကလေးထဲမှာအငယ်ဆုံးလေ။ပြီးတော့မိမသားတံမဲ့သူ့မိသားစုကိုဥဆောင်ပြီးတော့လှုပ်ကြွေးနေရတယ်ဆိုတော့ ဒီတော့အမေကအေးပန်ဝန်းကျင်အမြင်မှာမြင်တော့မကောင်းဘူးအမေတယောက်အနေနဲ့ဘယ်ပြစ်ထားရမလဲအစဉ်ပြေအောင်တက်နိုင်သမျှထောက်ပံ့ပေးရမှာပေါ့ဒါဆိုရင်အမေအနေနဲ့နွယ်နီမိုးအပေါ်ကြံတဲ့သားသမီးတွေထက်ဗတ်လိုက်ပြီးပိုရှင်းနေတယ်လို့ဖြစ်မနေဘူးလားမင်းပါလေသားသမီးတွေမွေးထားတာပဲလေသူတို့အိမ်တော်ကြတော့တရရရအစဉ်မပြေတဲ့အချိန်မှာမိခင်တယောက်ရဲ့ခံစားချက်ကိုသားနားလည်လာပါလိမ့်မယ်ပွဲ့ ကျမရဲ့အဖြေစကားကိုသူ့အနေနဲ့ကျေနပ်ပုံမရပေမဲ့စိတ်ဆိုးဟန်တော့မတွေ့ရပါတပ်ဝင်အိမ်မှာပြောင်းမဲ့ညမှာလဲအိမ်တအိမ်စီမှာနေခဲ့ရတဲ့အတွေ့အကြုံကအတွေ့အကြုံတွေကို ကျမရဲ့ဝါသနာအတိုင်းဒိုင်းရာဒီဆောက်ထဲမှာပြန်ရေးမိပြန်တယ်ရက်စွဲ30ရက်လေးလာ2003ဘုဒ္ဓဟူးနေ့အမေရိကန်အနေနဲ့တခါတရံမှာတာသမီတယောက်ကိုအခွင့်အရေးပို့ပေးလိုက်တယ်လို့မျိုးဖြစ်တတ်ကြပါတယ် ဒါဟာလေအမေရိအနေနဲ့မပြည့်စုံချတဲ့တာသမီအစွမ်းအစနေတဲ့တာသမီတွေကိုမိဘရဲ့ဖြူစင်တဲ့မြတ်တာစိတ်အစစ်အမှန်နဲ့ပြုတ်မှုမိတာပါဗတ်လိုက်လို့တဲ့သဘောမမျှတလို့တဲ့သဘောမျိုးနဲ့တမင်တကာပြုတ်လောက်ကြတာမဟုတ်ပါဘူးစုံရည်ဆိုတာပုံနဲ့ညာဘက်ကိုပုံမစည်းစင်းသမဲပါဘယ်တာသမီတွေန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 ဲ့တာသမီတွေထံကိုစုံရည်တို့ရဲ့ထုံးစံအတိုင်းပုံမစည်းစင်းမှာကိုတော့တားတို့တမီတို့မိဘဖြစ်တဲ့အခါ အခြေအနေတွေတွေ့ကြုံလာတဲ့အခါမှာသဘောပေါက်နားလည်လာရမှာပါအခန်းကဘွေးနေ့ရောက်တိုင်းနှစ်လားပြည်တာနဲ့တပ်ဝင်အိမ်ကနေတမီးနှစ်ယောက်ထဲကအကြီးဖြစ်တဲ့ခင်းနှင်းဝင်အိမ်ကိုရောက်ခဲ့ပြန်တယ်ဘယ်သားသမီးအိမ်မှာမှနှစ်လားထပ်ပို့ပြီးတော့လည်းမနေချော့ပြီးတော့လည်းမနေဘာဖြစ်လို့လဲဆိုတော့တဲ့အိမ်မှာနှစ်လားထပ်ပို့နေရင်တဲ့အိမ်မှာရော့နေရမှာမဟုတ်လားသူတို့ကသားသမီးတွေဆိုပေမဲ့သူတို့ရဲ့အိမ်တော်ဘက်တွေကကျမနဲ့ဆိုရင်ဒဇင်းတွေလေး ဒါကြောင့်ကျမအတွက်နဲ့လင်မယားချင်းစကားများမှာစိတ်ကတိကအောင်ဖြစ်မှာကိုမလိုလားပါဘူး။သူတို့ရဲ့ဆန္ဒအတိုင်းတအိမ်စီမှာနှစ်လပြည့်အောင်အဆင်ပြေပြေနေနိုင်ဖို့ကျမကြိုးစားမှာပါ။ခင်းနေဝင်အိမ်မှာကျမအတွက်ပိုအဆင်ပြေပါတယ်။မိမသားချင်းပင်မို့ကျမအထာကို သူပိုတည်တာပေါ့။စိတ်ရင်းကောင်းပေမဲ့ပြေ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 တော့မပြောတတ်ချာပါဘူး။ခင်းနေဝင်အိမ်မှာနေတော့ဒီနေ့မှာဒီမားအမေဘာတော့တမီးရဲ့ အမေအိမ်မှာနေတော့ငါတမီးရဲ့မွေးနေ့ပွဲကျင်းပတာမှတ်မိသေးလားဟာမှတ်မိတာပေါ့တမီးရဲ့မွေးနေ့ပွဲရောက်တိုင်းတမီးကြိုက်တဲ့မုံရင်းကားကိုအမေရှက်ပေးခဲ့တာပဲလေအဲ့ဒါတပတ်ခါတမီးရဲ့မွေးနေ့လေအဲမုံရင်းကားကြွေးမလို့အမေရှက်ပေးမှမဟုတ်လားရှက်ပေးရမှာပေါ့တမီးရဲ့ဒီလိုနဲ့ကျမလည်းတမီးရဲ့မွေးနေ့မှာအဲ့ခံကြွေးမွေးဖို့အတွက်မုံရင်းကားဟင်းရီကိုတောင်းဝန်ယူရှက်ပြုတ်ပေးပါနဲ့မုံရင်းကားချက်ဖို့စည်ရင်းတွေလို့ဈေးဝယ်နဲ့မအားလိုက်ရပါဘူး မွေးနေပွဲမတိုင်ခင်ညတော့တ냐လုံးအိတ်မရပဲမုံဟင်းကားတူးမသွားအောင်မကြကနမှွေပေးနေရပါတယ်။မွေးနေပွဲမနက်မှာလဲမုံဟင်းကားရေအိုးပေးမှာမခွာရသလောက်ပါပဲ။လုံအပ်သမျှကိုမိဖို့ကြောင့်လည်းကနေစီမံပေးနေရတယ်။ခင်းနှင်းဝေကတော့တငယ်ချင်းတွေနဲ့ပျော်တပြုံးပြုံးပေါ့။တငယ်ချင်းတွေရဲ့ဆန္ဒအတိုင်းတခါတည်းရံမှာအပြင်ကစားစရာတွေကိုတော့ထပ်ပြီးဝယ်ကျွေးနေတယ်။တမီးဖြစ်သူခင်းနှင်းဝေကတော့တန့်လို့ပြန့်လို့အမေဖြစ်တဲ့ကျမကတော့မိဖို့ကြောင့်လည်းမှာရွှေတလုံးလုံးနဲ့ပေါ့။ ကျမရဲ့မျက်လုံးထဲမှာခင်နှင်းဝင်မွေးတုန်းကအဖြစ်ပြက်ကလေးတခုကိုပြန်ပြီးမင်းရောက်မိနေပြန်တယ်။ခင်နှင်းဝင်ဟာအမှားဘူးပါ။အငယ်မကလေးကတော့ငယ်ချင်းကလေးကဆုံးမသွားခဲ့ပါတယ်။ခင်နှင်းဝင်ကိုမွေးတင်ကခက်ခက်ခဲခဲနဲ့မွေးခဲ့ရပြီးသွေးလွန်တာများသွားတော့ကျမမှာအချိန်တော်တော်ကြာကြာတတိလစ်မေးမျောနေခဲ့ရတယ်။ကျမရဲ့ညီကောင်မောင်နှမတွေကတော့ကျမရဲ့အသက်ကိုမကယ်နိုင်တော့ဘူးထင်ပြီးငိုကြယူကြတာပေါ့ ံကောင်းထောင်းမသွားနဲ့ပဲစေးယုံကို အချိန်မီရောက်ခဲ့လို့ဒါအသက်ချမ်းတာယာရခဲ့ရတယ်။ခင်းနှင်းဝင်အိမ်မှာတိုက်တိုက်ဆိုင်ဆိုင်ဂျုံတွေ့ခဲ့ရတဲ့မွေးနေဘွယ်အကြောင်းကိုလည်းလှနိုင်အိမ်မပြောင်းခင်ညမှာဒံယာရီစာအုပ်ထဲမှာဒီလိုပဲရေးမိပြန်နေ။30ရက်6လ2003တနင်္လာနေ့သားတို့သမီးတို့ဟာအမေအိမ်မှာနေတုန်းကဆိုရင်အခုလိုသားတို့သမီးတို့မွေးနေ့ရောက်ပြီဆိုတာနဲ့တငယ်ချင်းတွေကိုဧကန်ကျူးမွေးဖို့နဲ့ ်သားတို့သမီးတို့အတွက်တံမိုးကြည့်ထားတဲ့လက်ဆောင်ပစ္စည်းတွေဝယ်ပေးဖို့အမေကိုနဘူးနဆာလုပ်ပြီးတောင်းဆိုတတ်ကြတယ်။အမှန်တကယ်ဆိုရင်သားတို့သမီးတို့ဟာမိမိရဲ့မွေးနေ့ရောက်တိုင်းမိမိကိုအသက်နဲ့ရင်ပြီးမျက်ရည်ကြီးပေါက်ကြကခက်ခက်ခဲခဲမွေးခဲ့တဲ့မိခင်ရဲ့မြေတားနဲ့ကျေးဇူးတရားကိုအသေးအမှတ်ပြုရှိခိုးကြတော့တင်ကြတယ်။သားသမီးတွေအပေါ်မှာထားတဲ့အမေရဲ့မြေတားကိုဂုဏ်ပြုပူဇော်တင်ကြပါတယ်ကွယ်။အခန်းချအိမ်ဖော် တရက်9လ2003နေ့မှာတတိယသားလှနိုင်အိမ်ကိုပြောင်းခဲ့တယ်။လှနိုင်ကဆက်ယုံတုံဆက်ယုံတုံမှာမိုးလင်းကနေမိုးချုပ်အထိအလုံးလုံးနေချာရတဲ့အလုံသမားတစ်ယောက်ပေါ့။တိတ်ပြီးပင်ပန်းဆင်းရဲလာတယ်။လှနိုင်ရဲ့မိသားစု3ယောက်ကလည်းចောင်းသားတွေဖြစ်တော့သားသမီး3ယောက်ကလည်းចောင်းသားတွေဖြစ်တော့မိသားစုစားဝတ်နေရေးအတွက်အတော့ကိုရုန်းကန်နေရတဲ့ပုံပါပဲ။လှနိုင်စင်းကြီးကမိသားစုစားဝတ်နေရေးပြည်လည်အောင်တစ်ဖက်တစ်လမ်းကဈေးရောက်နေရတယ်။အကြော်ကြော်ပြီးရက်ွက်ထဲကိုတန်ကုန်တနေကုန်ဒီပါလှဲ့လှဲ့ရောင်းရတယ်။ ဒီတော့ကြံတဲ့အကြောင်းသား၃ယောက်အတွက်ကျမကအချက်ပြုတ်ပြင်ဆင်ကျွေးမွေးရတယ်။တအိမ်လုံးရဲ့အဝယ်စားတွေကိုလည်းချော်ဖို့ပေးရတာပေါ့။လှနိုင်လို့လေမယား၂ယောက်ပင်ပင်မမနဲ့ရှာကျွေးနေတဲ့ထမင်းလုံးကိုကျမအဖို့ဘယ်မှာမျိုးကြပါမလဲ။ဒါကြောင့်တက်နိုင်တဲ့တက်နိုင်တယ်များအလုပ်ကိုအလိုက်တတိနဲ့လုပ်ပေးနေရတာပေါ့။ဒီနေ့မှမမျော်နေမယ်။အိမ်ရဲ့အနောက်ဘက်မှာချော်ပြီးလှမ်းထားတဲ့အဝယ်အစားတွေကိုအမိုက်ကောက်တဲ့ကလေးတွေကအလစ်တုပ်သွားတာပေါ့။သူ့မိန်းမနဲ့လှနိုင်တဲ့ပြန်နေရောက်လာရောကျမကို အပြစ်တင်စကားတွေဆိုတော့တာပဲအမေကလည်းဗျာအဝယ်အစားတွေကိုချော်လန်းပြီးစောင့်ကြည့်နေမှာပေါ့အခုတော့တခိုးခိုးတို့ကုန်ပြီအမေလည်းစောင့်ကြည့်နေတာပဲကွယ်မောလုံးတို့ခဏတဖြုံအိပ်ပျော်သွားတာပါအမေကိုပြောလိုက်ရင်ဒီလိုကြီးပဲသားတို့မှတနေ့လုံးမှတနေ့စားရတာဆိုတော့အဝယ်အစားတွေကိုတော်တော်နဲ့မဝယ်နိုင်ဘူးအေးပါတာရဲ့အမေပြင်ဆင်ထုတ်တော့ခလေးတွေအတွက်တတ်နိုင်တဲ့ဗျာပြန်ပြီးဝယ်ပေးပါမယ် ဒီလိုနဲ့ကျမလည်းဒီအိမ်ကမပြောင်းခင်မှာစူဆောင်းထားတဲ့ပြင်ဆင်လာကြတဲ့ကခလေးတွေအတွက်အဝေးအစားအနှဲငယ်ဝယ်ပေးခဲ့ပါတယ်။လှနိုင်အိမ်မှာနေရတာကျမအရင်နေခဲ့တဲ့တာသမီတွေအိမ်ထက်ပိုးပြီးပြင်ပန်းနေ။တနေ့တနေ့ပြင်ပန်းလို့လို့ဖျားရှိခိုးပရိစိတ်ဖို့တော့အနိုင်နိုင်ပါပဲ။ညရောက်တာနဲ့အဲ့ရာနဲ့ဆောဆောဝင်ဖြစ်တယ်။လှနိုင်အိမ်နောက်ဆုံးနေတဲ့ညမှာတော့ကျမရဲ့ထုံးစံအတိုင်းဒဏ်ရာကြီးကိုမပြတ်မကွက်ရေးပစ်ခဲ့ပါတယ်။31ရက်8လ2003 တနင်းခွင်နေနီအသက်ကြီးလာတဲ့အမေတွေဟာဝင်ဝင်မရှိတော့ရင်တာသမီတွေထာကိုမိခိုသူဘဝနဲ့ကြာရောက်သွားကြရပါပြီမြေးတွေကိုထိန်းချောင်းပေးရမိဘကြောင့်တောင်ပန်ကိုယူပြီးရှက်ပြုတ်ပေးရအဝယ်စားတွေကိုချော်ပေးရနဲ့တာသမီတွေအညိုညင်မခံရအောင်အမျိုးမျိုးကူညီပြီးကူညီလောက်ကင်ပေးရချာတယ်တခါတလေများအဆင်မပြေတာများဖြစ်ခဲ့ရင်အပြစ်တင်တာတော့ခံရချပါတယ်ဘဝရဲ့တတိယအရွယ်မှာဒါနသီလဘာဝနာနဲ့အိမ်ဦးခန်းမှာသာနေတင်ကြတာပါ အခုတော့အမေတချို့နေရတဲ့ဘဝဟာတာသမီတွေရဲ့ကျေးဇူးကြီးမားလာတဲ့မိခင်အဖြစ်ကျေးဇူးအဆက်ခံနေရတဲ့ဘဝမျိုးမဟုတ်ပဲတာသမီတွေရဲ့အိမ်ကကူပေါ်လောင်ပတ်အခိုင်းစီအိမ်ပေါ်ဘဝမျိုးမှာထားနေမိတာလားဆိုတာတာသမီတွေစဉ်းစားကြပါကွယ်အခန်းခွနေအချစ်ပွားမှာလားပြစ်ထားမှာလားနိုင်ဦးဟာမန္တလေးတိုင်းအတွင်းမှာရှိတဲ့မြို့နယ်တစ်ခုကဌာနဆိုင်ရာအရာရှိကြီးတစ်ယောက်ပါ မန္တလေးမြို့ကနေသူတာဝန်ကျရာမြို့ကိုရောက်ဖို့အချိန်တော်တော်ကြာကြာကားစီးသွားရပါတယ်။သူ့စီမှာနှစ်လတာနေရဖို့အတွက်ကားလမ်းဘက်ကအစားအဆင်ပြေအောင်စီစဉ်ပေးပါတယ်။ရန်ကုန်အဝေးပြေးကိတ်ကနေမနက်စောစောကားစီးလိုက်တာ သူ့အိမ်ထဲရောက်ရောည၈နာရီလောက်ကိုရှိပါပြီ။နိုင်ဝင်းစီရောက်တာနဲ့ကျမမှာနေမကောင်းတန်းဖြစ်တော့တာပဲ။ခရီးကလည်းပန်းရာသီဥတုအပြောင်းလဲမှုနဲ့တူပါတယ်။ကျမမှာအဲ့ရာတွေကနေလူတယောက်အကူကြီးမပါပဲမထနိုင်လမ်းမလျှောက်နိုင်ချဘူး။ တတိယသားလှနိုင်အိမ်မှာတုန်းကပင်ပင်မမှန်လောက်ကင်ခဲ့ရတဲ့ဓာန်တွေလည်းပါမယ်ထင်တာပေါ့နိုင်ဦးအိမ်နေရတာကကြံတဲ့သားသမီးတွေအိမ်မှာနေရတာထက်အဆအဆရရပြည့်စုံပါလေလက်အောင်ငယ်သားတွေကများတော့ခိုင်းစရာလူနဲ့မချဘူးပေါ့စားစရာတောက်စရာလက်ဆောင်တွေကလည်းပေါ့မှာပေါ့သူ့ဇနီးကလည်းဌာနတစ်ခုရဲ့အရာကြီးပဲဆိုတော့အလုတ်ကိစ္စနဲ့အိမ်ကိုဝင်ထွက်သွားလာနေတဲ့ဧည့်သည်တွေကနေ့စဉ်နဲ့အမျှပြတ်တယ်လို့ကိုမရှိဘူးကျမအတွက်နေစရာကျဉ်းကျပ်လာပါတယ်အဲ့ဒီအပြင်ကန်ဆိုးတာက သူအိမ်ရောက်ပြီးနှလားနီးပါးနေမကောင်းဖြစ်နေတာပါပဲ။စီအောင်ကိုအိမ်အထိပင့်ခေါ်ပြီးစေကုသာပြပေမဲ့အသက်ကြီးလာလို့လားမသိပါဘူး။တော်တော်နဲ့နလန်းအကိုပြန်မထူပြဘူး။တခုခတ်တာကနိုင်ဦးဟာဟိုအရင်တုန်းကလိုနုနုညံ့ညံ့တိမ်တိမ်မွေ့မွေ့နဲ့စကားပြောဆိုတတ်တဲ့ကျမရဲ့သားနိုင်ဦးမဟုတ်တော့တယ်လို့ပဲ။လက်အောက်ငယ်သားတွေကိုအမိန်ပေးညွှန်ကြားနေရလို့လည်းတွေ့တယ်။သူ့အတန်ကအာနာတန်ပါနေတယ်။ကျမကိုတော့အမေဖြစ်လို့နဲ့တူတယ်အတတ်နိုင်ဆုံးပျော့ပျော့ပြောင်ပြောင်နဲ့ပြောချပါတယ် သူ့အိမ်ဟာလူတွေနဲ့အမြဲတမ်းစီကားနေတာကြောင့်ကျမကိုသူ့အိမ်ရဲ့အိမ်နောက်ဘက်အခန်းလေးထဲမှာပဲထားပါတယ်။ကျမကလည်းအချိန်ကြာကြာနေမကောင်းဖြစ်နေတော့ထမင်းစားလဲဒီအခန်း၊အိမ်သာတက်လဲဒီအခန်းမှာပဲ။နိုင်ဦးကလည်းအလောက်ကများ၊ရွှေမကလည်းမအားမလက်ဖြစ်နေတာမို့အိမ်ဖော်နေနဲ့ပဲနေရတာများပါတယ်။နေမကောင်းဖြစ်နေတာကအချိန်ကြာလာတာနဲ့အမျှကျမရဲ့ရုပ်စင်းအင်္ဂါဟာဇရာကျနေတဲ့အဖွားဦးတစ်ယောက်လိုဖြစ်သွားတော့တာပေါ့။တနေ့မှနိုင်ဦးရဲ့အိမ်ဖော်တွေကကျမကိုဒီလိုမျိုးပြောပါတယ်။ အမေဟာအသက်ကြီးလာလို့ပင်ပန်းနေပါပြီတဲ့ဒါကြောင့်သူ့ရဲ့ဧကန်းမလာဖို့နဲ့လိုအပ်တာရှိလို့ရှိရင် သူ့ကိုလာပြောအားလုံးစီစဉ်ပေးမယ်တဲ့ဒီစကားကိုတဆင့်ကြားလိုက်ရတော့ကျမရဲ့စိတ်ထဲဇဝေဇဝါဖြစ်သွားတယ်။နိုင်ဦးကကျမကိုသူ့ရဲ့ဧကန်းမလာခိုင်းတာကျမအသက်ကြီးလာလို့ပင်ပန်းမှာဆိုပြီးတကက်စိတ်ရင်းကောင်းနဲ့ပြောတာလားနေမကောင်းဖြစ်လို့ဇရာပုံပေါက်ပြီးအမြင်မတော်ဖြစ်နေတဲ့ကျမရုပ်ကိုလူမြင်မှာချက်လို့ပြောတာလားဆိုပြီးစိတ်အားငယ်စိတ်တွေဝင်မိပါတယ်။ ကြံတဲ့သားသမီးတွေအိမ်မှာနေရတယ်လို့ရင်းရင်းနှီးနှီးနဲ့စကားပြောခွင့်လည်းမရသူ့ညွှန်ကြားချက်ကိုပဲလိုက်ပြီးလိုက်နာနေရတယ်ဒီလိုနဲ့ရန်ကုန်ပြန်မဲ့နောက်ဆုံးညမှာတော့အနေငယ်ထူးထူးထောင်ထောင်ဖြစ်လာတဲ့ဂျမဟာဒဏ်ရာရီကိုမပြတ်မကွက်ရေးခဲ့ပါတယ်30ရက်10လ2003တောက်ကြနေအမေဟာတားတော်သမီးတို့ငငယ်တုန်းကဆိုရင်အိမ်ကိုဧည့်သည်တယောက်လာတာနဲ့ကိုယ့်ရဲ့သားသမီးတွေဘလောက်တော်ကြောင် တက်ကြောင်းအလားတွေပြကြင်လို့လို့အိမ်ချစ်ခေါ်ထုတ်ပြီးကြွားခဲ့တယ်။တာသမီးတို့အလှဲ့တဲ့ရောက်တဲ့ရောက်ရောဇယနာဖြစ်စီပြီးအမြင်မတော်ဖြစ်သွားတဲ့အမေကိုလူမြင်မာဆိုးလို့ကြောင်ထိုးထားကြတယ်။အင်မတန်မှကျေးဇူးကြီးမားလာတဲ့အမေကိုအိမ်ရဲ့အနောက်ဘက် အခန်းချင်းကလေးထဲမှာထားပြီးအဲ့ရင်လဲဒီနေရာစားရင်လဲဒီနေရာအပေါ်အလေးသွားရင်လဲဒီနေရာနဲ့လောင်အိမ်ထဲမှာနေရတယ်လို့နေနေရတယ်။အဲ့ရကလည်းခင်းလာကြတော့ကြဘိုးတွေကိုက်ခေါင်းကလည်းတန်းတွေကိုက်နေအနံ့သက်တွေကလည်းမကောင်း အမိန်ပေးသမျှကိုလည်းနားထောင်ရကျွေးသမျှကိုသာစားရတဲ့အကျဉ်းသားတစ်ယောက်လိုနေနေရတယ်။ကျေးဇူးအလုံးတရားကြီးမားလာတဲ့အမေကိုနှွေးထွေးစွာနဲ့အချက်ပွားမှလား၊သွေးအေးစွာနဲ့ပြစ်ထားမှလား။တားတို့သမီးတို့စဉ်းစားကြပါ။အခန်းချေပိုရှိတဲ့သူနှွေးနီမုန်းဟာကျမရဲ့သမီးနှစ်ယောက်ထဲမှာအငယ်ဆုံးသမီးဖြစ်ပါလေ။တားသမီးတွေထဲမှာငွေကြေးအစင်းရဲဆုံးဖြစ်ပေမဲ့တားသမီးကတော့အပေါများဆုံးပါပဲ။ ကျမအနေနဲ့တာသမီတွေအားလုံးထဲမှာသူ့ကိုပဲအကူအညီပေးရဆုံးနဲ့ထောက်ပံ့မှုအပေးရဆုံးဖြစ်ပါတော့အဲဒါတောင်မှသူကသူ့အလိုနမ်မလိုက်နိုင်စကားပုံတိုင်းပါပဲတောက်ဝေဆိုတဲ့အကောင်ကျမအပေါ်ကြံတဲ့တာသမီတွေထက်နွယ်နီမိုးကိုပိုရှက်တယ်လို့ဆွဆွဲနေပေမဲ့သူကတော့ဒီလိုမထင်ဘူးသူ့အဖေရှိတဲ့ကားလောက်မပေးနိုင်မကန်းနိုင်လို့ကျမကိုသူ့အဖေလောက်မရှိဘူးလို့ထင်နေပြန်ပါလေ နွယ်ဒီမိုးဟာအဖေထံကို အခွင့်အရေးတောင်းယုံနေအခွင့်အရေးလဲအရာဆုံးလူဖြစ်တယ်။ငိုတတ်တဲ့ကလေးနိုးဆိုးရဆိုတဲ့လူမျိုးပေါ့။ဒါကြောင့်သူ့အဖေပေါ်မှာအသက်ဆွဲဖြစ်ပြီးအမေဖြစ်တဲ့ကျမကိုတော့သူ့အပေါ်ပုံမှန်တော့ပဲရှိတယ်လို့ထင်မြင်နေတဲ့သူပေါ့။သူ့အဖေက စီးပွားအခြားအလွန်ကောင်းတဲ့သူဆိုတော့သူ့အပေါ်မှာအပေးကမ်းရရောတယ်။မိသားစုတွေတွေ့အောင်တမျိုးမတိအောင်တမျိုးပေးတတ်တယ်။ဒါတော့မှနွယ်ဒီမိုးကမိသားစုများတော့မပြေလည်ပါဘူး။ ကျမကမုတ်ဆိုးများလည်းဖြစ်တယ်။ပင်စင်လည်းယူပြီးပြီဆိုတော့ဝင်ငွေကတိတ်ပြီးတော့မချိချဘူးပေါ့။လက်ရှိအချိန်မှာသူ့အဖေချိစင်ကလို့မပေးနိုင်မပေးနိုင်မကန်းနိုင်ဘူး။ဒါကိုပဲနွယ်နေမိုးကသူ့အပေါ်အဖေလောက်ကျမကမချိဘူးလို့တန်တရားဝင်နေတယ်။တနေ့မှဒီမှာအမေအမေကိုတမိတစ်ခုလောက်မေးပြရစီအမှန်တန်ပြောမှလား။အိုးညီးကလည်းအမေကိုများမယုံသင်ကနဲ့မေးမှသာမေးစမ်းပါ။အမေနဲ့အဖေတမိကိုဘယ်သူကပိုချက်တယ်လဲ။ ဟာအမေကပိုရှက်တာပေါ့ငင်းတမီးကတော့မယုံပါဘူးအဖေကပိုရှက်တယ်လို့ထင်တယ်နေစားမအောင်ညီကဘာကြောင့်ဒီလိုထင်ရတာလဲအဖေကတမီးကိုအမေထက်ပိုပြီးပေးကမ်းတယ်ထောက်ပံ့တယ်အမေကတာမန်ပါပဲဒီမှာတမီးအမေရဲ့မြေတားကိုရုပ်ဝိထုဖြစ်တဲ့ငွေကြေးနဲ့တိုင်းတာလို့မရဘူးဒီမှာအမေပြောပြမယ်တည်တည်ချာချာနားထောင် အခါတိုင်းဆိုရင်တမီးဟာကျမဟာတာသမီးတွေအပေါ်အလိုမကျတာချင်းရင်ဒံယာရီစာအုပ်ထဲမှာပဲရေးလေကြည့်ပေမဲ့ဒီတခါမှာတော့ထိန်းချုပ်မရဖြစ်ပြီးအခုလိုပဲပြောလိုက်မိတယ်။ဒီမှာတမီးမြတ်စွာဘုရားဟောကြားခဲ့တဲ့ဇတ်တော်တစ်ခုထဲမှာလူတယောက်ဟာရုပ်စင်းအင်္ကာနဲ့ရှောမောပြပြလုံးနဲ့အရှင်မဟာကိစီမထေကိုငါမရဖြစ်လိုက်ရင်တိတ်ကောင်းမှာပဲလို့ပြန်မာကျူးလွန်မိတဲ့အတွက်လက်ရှိဘဝမှာပဲယောက်ျားဘဝကနေမိန်းမဘဝကိုချက်ချင်းကူးပြောင်းသွားချင်တယ်။ အဲ့ဒီလူကယောက်ျားဘဝမှာတုန်းကဇနီးရှိပြီးသားသမီးတွေရခဲ့တယ်လို့မိန်းမဘဝရောက်ပြန်တော့လဲအိမ်တော်ကြပြီးသားသမီးတွေထက်ရပြန်တယ်လူဘဝတစ်ခုထဲမှာတည်းအဖေဖြစ်လိုက်အမေဖြစ်လိုက်နေပေါ့အဲ့ဒီအဖြစ်ကိုသိတဲ့လူတွေကသူ့ကိုဒီလိုမေးကြတယ်ယောက်ျားဘဝမှာရတဲ့သားသမီးနဲ့မိန်းမဘဝမှာရတဲ့သားသမီးအနက်ဘယ်ဘဝကသားသမီးကိုပိုရှိပါသလဲတဲ့အဲ့လိုနှိုင်းချင်ပြီးတော့မေးကြတယ်ဒီအခါမှာတော့အဲ့ဒီလူက မိမိဝမ်းနဲ့လွယ်ပြီးမိုးရတဲ့တာသမီကိုသာပို့ချစ်ပါတယ်လို့ပွင့်ဝင်လင်းနေဖြေချားခဲ့တယ်တမီးရဲ့ဒီအပြက်ဒီအဖြစ်ပြက်ကိုကြည့်ရင်လူဘုံမတစ်ခုထဲမှာတော့အဖေရောဘဝရောအမေဘဝပါလက်တွေ့ရောက်ဖို့သူတယောက်ပဲရင်နှဲခံစားချက်အစ်စ်မှန်စကားကိုတမီးနားလည်နိုင်ပါပြီဒါဆိုရင်တမီးမေးခဲ့တဲ့အမေနဲ့အဖေကတာသမီတွေကိုဘသူကပို့ချစ်တယ်လဲဆိုတဲ့မေကွန်းရဲ့အဖေကိုတမီးရှင်းရှင်းလင်းလင်းသိနိုင်တော့ပြီပေါ့နော်အေးမနှက်ဖန်ဆိုရင်အမေလည်း တမီးတို့မောင်တို့မှ6ယောက်အိမ်မှာနှစ်လစီအလှဲကြနေလာတာတနှစ်ပြည့်လို့အမေအိမ်ကိုပြန်တော့မယ်အမေအိမ်ကအိမ်ကားတွေလည်းစာချုပ်ပြည့်ပြီးတော့ဆင်းသွားကြပြီ အမေကိုတတ်နိုင်သလားပြုစုလှုပ်ကြွေးခဲ့ကြတဲ့ပုထုဇဉ်သားသမီးတွေဖြစ်ကြတဲ့တားတို့သမီးတို့အားလုံးရဲ့အမေရဲ့မြတ်တာကိုအဓိဋ္ဌပိုးပြီးနားလိုက်နိုင်ကြပါစေကျမ်းမာချမ်းသာကြပါစေကွယ်တက်ဝေမောင်ရှစ်ချိန်မြောက်ကြိုက်ကြလော့အမေမြတ်တာဝိထုပြိုင်ွယ်ဒုတိယဆူရဟုတ်ကဲ့ဝိထုတို့တွေကတော့အီတင်မဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ ဒီနေ့မှာအချိန်ပေးဝင်ရောက်နားဆင်အားပေးကြတဲ့သူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ